ဒီစကားလေးကဘာကိုဆိုလိုတာလဲ Stop and smell the roses Stop and smell the roses when you can ဒီစကားကမူရင်းအဓိပ္ပာယ်အရဆိုရင်ခဏတာရက်တက်ပြီးတော့နှင်းစီပန်းလေးတွေကိုနမ်းကြည့်ပါလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဒါကိုကျွန်တော်တို့က EDM နဲ့တုံးလိုက်တဲ့အခါမှာအဓိပ္ပာယ်တခြားစီဖြစ်သွားတတ်ပါတယ်ဆိုတော့သူ့ကို EDM နဲ့တုံးတဲ့အခါအဓိပ္ပာယ်ကတော့ Stop and smell the roses လို့ပြောလိုက်ရင်အေးစေးအနားယူပြီးကိုယ်ဘဝမှာပိုင်ဆိုင်ထားတဲ့တင်းငယ်တဲ့အရာလေးတွေကိုခန်းစားလိုက်ပါ ဒါပျော်ရွှင်မှုလေးလည်းဖြစ်နိုင်တယ်ကိုယ့်ဘဝမှာပိုင်ဆိုင်ထားတဲ့မိသားစုလည်းဖြစ်နိုင်တယ်ချစ်သူကြီးစားလည်းဖြစ်နိုင်တယ်သူမဟုတ်တနေ့တာမှာပိုင်ဆိုင်ရတဲ့ကောင်းတဲ့အရာလေးတွေကိုခံစားလိုက်ပါလို့ပြောတာပါအစားတောက်တွေလည်းဖြစ်နိုင်တယ်ပေါ့ဂီတရလည်းဖြစ်နိုင်တယ်ပေါ့ဗျာဒါကိုပြောချင်တော့ stop and smell the roses နောက်တစ်မျိုးပါသာပြန်လို့ရတာကတော့ကျွန်တော်နေ့စဉ်ဘဝမှာအလုံးရှုံနေတဲ့ကြားထဲကခဏတာလောက်အချိန်ယူပြီးတော့အနားယူပါပြီးရင်ဘဝရဲ့လှပတဲ့အရာတွေကိုခံစားလိုက်ပါလို့ပြောတာပါဆလိုရတဲ့ပေကတော့အတူတူပါပဲ ါကြောင့်မလို့တူတယောက်က stop and smell the roses လို့ပြောလာရင်နင့်စီပွန်းတွေကိုသွားပြီးတော့မနှမ်းပါနဲ့အေးစစ်အနာယူပါဘဝရဲ့ပျော်ရွှင်ပွဲအချိန်လေးတွေလှပတဲ့အချိန်လေးတွေကိုလည်းခံစားလိုက်ပါလို့ပြောတာပါဥပမာလေးကြည့်ကြည့်အောင် I wish I had taken more time to stop and smell the roses I wish I had taken more time to stop and smell the roses so to speak ငါကတော့အေးစစ်အနာယူပြီးဘဝရဲ့ကောင်းမွန်တဲ့အရာတွေကိုခံစားဖို့အချိန်ပိုယူကျင်လိုက်တာအချိန်ပိုရကျင်လိုက်တာ နောက်ထပ်ဥပမာတစ်ခုပါ you got to stop and smell the roses you got to stop and smell the roses မင်းအေးစစ်စစ်နားယူပြီးဘဝရဲ့လှပတဲ့အရာတွေဘဝရဲ့ကောင်းမွန်တဲ့အရာလေးတွေကိုမင်းခံစားရမယ်ဟုတ်ကဲ့ပါဒါကတော့ stop and smell the roses ဆိုတဲ့ idiom လေးကိုပေးနေရမှာဘယ်လိုသုံးလဲဆိုတာလေးပြပြတာဖြစ်ပါတယ်ဆိုတော့ idiom လေးဆိုတာကတော့အဲ့လိုပါပဲမူရင်းစကားလုံးကိုမူရင်းတိုင်းဘာသာလိုက်ပြန်လို့တော့မရဘူးပေါ့ဗျာသူ့ကိုကျွန်တော်တို့ကအတိတ်ပဲဖွင့်ဆိုတဲ့အခါမှာတခြားစီတွေဖြစ်နေတတ်တယ်ပေါ့ ဒါကြောင့်တခြားလေးလာရတယ်လက်တွေလည်းအသုံးပုံပါတယ်ဗျလက်တွေသုံးစစ်ချင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြတော့ပေါ့ thank you for watching